င်မော်ဒစီဒါမှမဟုတ်လေရင်ဒစီဟာရုတ်တရက်ပြောက်ွယ်သွားပြီ။ဘာသိန်းလုံစားမှာရှာမှုတွေဘူးဆိုရင်ဘလို့နေရာကိုရောက်သွားမလဲဆိုတာပိတ်သက်ကြီးစဉ်းစားမိမှုကြပါလား။ကဘာပေါ်မှာဒီလိုမျိုးဖြစ်ရတဲ့ကျိန်းပေါင်းများစွာဖြစ်ပွားခဲ့တဲ့နေရာတစ်ခုရှိပါတယ်။အဆိုပါနေရာကတော့နက်ဆိုတတိကံလို့ခေါ်ကြတယ်။ဘာမြူရာတတိကံပဲဖြစ်ပါလေ။အတလန်ရီသမုဒ္ဒရာရဲ့ပြာရောင်ရေပြည်လဲမှာရှိတဲ့ဒီဧရိယာဟာမြေသက်နေပုံရပြီ။သူ့ရဲ့အတွင်းထဲကဖုံးကွယ်ထားတဲ့ပုံမြင်တွေကတော့လူသားတွေကိုဆယ်စုနှစ်ပေါင်းများစွာခြောက်လန့်နေခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီကနေ့မှာတော့နှုတ်ဆက်ဆန်းကျင်မှုပေါင်းများစွာနဲ့ပြည့်နှံ့နေတဲ့ဘာမြူရာတိရိကံကြောင့်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဘာမြူရာတတိကံဆိုတာဘာလဲဘာမြူရာတတိကံဆိုတာတရားဝင်မြေပုံပေါ်မှာသတ်မှတ်ထားတဲ့နေရာတစ်ခုတော့မဟုတ်ပါဘူးတကယ်တော့အက်တလန်တစ်သမုဒ္ဒရာထဲမှာရှိတဲ့မိုင်ယာမီပေါ်တိုဂီကိုနဲ့ဘာမြူရာကျွန်းတွေကိုစိတ်ကူးရင်ရေးဆွဲထားတဲ့ဧရိယာတစ်ခုဖြစ်ပါတယ်ဧရိယာဆူရီယန်ကီလိုမီတာ9သိန်းခန့်ကျယ်ဝန်းတဲ့ဒီပင်လေပင်ဟာနေ့စဉ်သင်းမောတွေလေရင်နဲ့ရာနဲ့ချီပြီးဖျက်ဆီးသွားလာတဲ့နေရာတစ်ခုပါဒါပေမဲ့တစ်ချိန်ကတော့လေရင်နဲ့သင်းမောတွေပျောက်ကွယ်သွားဖို့တဲ့သမိုင်းကြောင်းတွေရှိခဲ့ဘူးပါတယ် 1918ခုနှစ်အမေရိကန်သင်္ဘော USS Cyclone ပျောက်ကွယ်မှုလူ309ဦးခန့်ပါဝင်တဲ့ဒီသင်္ဘောဟာ SOS Message လို့ခေါ်တဲ့အရေးပေါ်ကူညီတောင်းခံစာတစ်ခုတောင်မပေါ်ဘဲရုတ်တရက်ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။ရှာဖွေလုပ်ငန်းတွေနဲ့ကြီးကျယ်လိုက်ရှာခဲ့ကြပြီးမယ်။သင်္ဘောပြပိုင်းစားတွေရုတ်လောင်းတွေဘာမှမတွေ့ရခဲ့ပဲအစအနပျောက်သွားခဲ့ပါတယ်။1945ခုနှစ် Flight F90 ဖြစ်ရဘုံကျဲလေရင်900လေးကျင်ရေးအတွက်ထွက်ခါပြီးနိုင်ပိုင်းလောက်ကြာမှာလေရင်ပေါ်ကနေကျွန်တော်တို့ရဲ့လမ်းကြောင်းကပျောက်နေပြီးပင်လယ်ပြင်ကထူးဆန်းနေတယ်။ဘာမှနားမလည်တော့ဘူးလို့ပြောခဲ့ပြီးဆက်သွယ်မှုပြတ်တောက်သွားခဲ့ပါတယ်။ အဆိုပါလေရင်၅ဆင်းသာမကနောက်ထပ်ကယ်ဆယ်ရေးလွှတ်လိုက်တဲ့လေရင်တွေပါထပ်မံပျောက်ကွယ်သွားခဲ့ပါတယ်။ဗာမျူရာတတိကန်ထဲမှာတခြားသင်းမောတွေလေရင်မျိုးတွေပျောက်ကွယ်သွားတာကလည်းဒီနည်းတွေတိုင်းပါပဲ။ရုတ်တရက်ပျောက်ကွယ်သွားပြီးဘာသာနာမှမကြံတော့ပဲဘဲကိုရောက်သွားမှမသိဖြစ်ခဲ့ရတာပါ။ဒီနေ့ခင်မှာတော့ပညာရှင်တွေကသီအိုရီနဲ့ဖော်ထုတ်နိုင်ခဲ့ကြပါပြီ။ ဒါပေမဲ့ဒါတွေဟာ theory သက်သက်တစ်ခုသာဖြစ်ပြီးလက်တွေကြကြဖြည့်ရှင်းနိုင်ခြင်းတော့မရှိသေးပါဘူး။နံပါတ်1တန်လိုက်စကွင်ချိုရင်းမှု theory ပညာရှင်တွေကဘာမျိုးလားတတိကံဟာမြောက်ရထုနှောနဲ့တန်လိုက်စကွင်မြောက်ရအမဂနက်တဲ့နော့အရက်တို့ဆုံရရှားပါတဲ့နေရာတစ်ခုလို့ယုံကြည်ကြပါတယ်။ဒီအခြေအနေတွေကြောင့်တန်လိုက်အမြောင်လမ်းကြောင်းမှားပြတတ်ပြီးလမ်းညုံစနစ်တွေရှုပ်ထွေးသွားတတ်တယ်လို့ဆိုပါတယ်။ နံပါတ်2မိသိန်းဓာတ်ငွေ့သီအိုရီပင်လယ်ရင်နယ်ပိုင်းမှာခန်းနေတဲ့မိသိန်းဓာတ်ငွေ့တွေတူလောင်ထားတဲ့ကြီးမားတဲ့ဓာတ်ငွေ့အသားကြီးတွေရှိတတ်ပါတယ်။အဆိုပါဓာတ်ငွေ့အသားတွေရုတ်တရက်ထပြီးပေါက်ကွဲလာတဲ့အခါပင်လယ်ရေဟာအမြုပ်ထွက်ပြီးပေါ်ပါလာပါတယ်။အဒီခါမှာတော့သင်းမောထရရေပေါ်မှာမပေါ်နိုင်တော့ပဲတန်းတန်းမမတ်ကိုနစ်မြုပ်သွားကြပါတယ်။နံပါတ်3ရုတ်တရက်လိုင်းလုံးကြီးများသီအိုရီရော့ဝေးအဆိုပါလိုင်းလုံးကြီးတွေကိုတော့အန်ဒလန်နဲ့သမိုတိုင်းမုံတိုင်းခပ်ဆွန်းဘတ်လို့ခေါ်ဆိုကြပါတယ်။ ဗာမျူဒာတိတိကန်ထဲမှာလည်းပေ30ကနေပေ100အထိမြင်မားတဲ့လှိုင်းလုံးကြီးတွေဖြစ်ပေါ်လာနိုင်ပြီးမျက်စိတမိတ်တွင်းမှာကြီးမားတဲ့သင်္ဘောကြီးတွေကိုမြို့ချသွားနိုင်ပါတယ်။နံပါတ်၄ဟာရီကိန်းမုန်တိုင်းနဲ့ရာသီဥတုသီအိုရီဗာမျူဒာတိတိကန်ဟာအပူပိုင်းမုန်တိုင်းစုံထဲမှာတည်ရှိနေပါတယ်။ဟာရီကိန်းမုန်တိုင်းနဲ့ဆိုင်ကလုန်းမုန်တိုင်းနဲ့ရုတ်တရက်ဖြစ်ပေါ်လာပြီးရေဝဲတွေဟာသင်္ဘောနဲ့လေယာဉ်များတွေကိုနစ်မြုပ်သွားစေနိုင်ပါတယ်။ဒါဆိုရင်ဗာမျူဒာတိတိကန်ဟာခြေကားပြောဆိုမှုတက်တက်လား။တကယ်ပဲစူပါပါဝါရှိတဲ့နေရာတစ်ခုလား။ဒီနေ့ခေတ်မှာတော့နေစဉ်သင်္ဘောတွေနဲ့လေယာဉ်ထောင်တဲ့ခြေပြဖြတ်တန်းသွားလာနေကြပါတယ်။အရင်လိုမျိုးပျောက်ကွယ်မှုတွေကလည်းမရှိတော့ပါဘူး။ ဒါမှမဟုတ် Fly F90 နဲ့ USS Cyclone သင်းမောတွေရဲ့ပျောက်ဆုံးမှုတွေတခြားသောပျောက်ကွယ်မှုတွေရဲ့အမှန်တရားဟာဒီနေ့ထိဖုံးကွယ်ထားဆဲပါအဲ့ဒီခေတ်ခါကပျောက်ဆုံးမှုတွေဟာလည်းသိပ္ပံများရှင်နဲ့ဖြည့်ရှင်းလို့မရတဲ့ပုံစံတွေဖြစ်ကြံရှိနေပါတော့တယ်ဟုတ်ကဲ့ပါဒီကနေ့ကဘာမြူရာတိတိကံကြောင့်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲဘာမြူရာတိတိကံဟာတကယ်ပဲနတ်ဆိုးတိတိကံလားစိတ်ကူးရင်တတ်တတ်ခြေကားပြောဆိုမှုတွေလားမိသားကြီးရဲ့ထင်မြင်ချက်လေးကိုလည်းအောက်ကကွန်မန့်ထဲမှာဖြေပေးခဲ့ကြပါဦးဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လေးပေးပြီး channel လေးကို subscribe လုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်